ဟောငါသမီးကသူ့ယောက်ျားကဆေးကြောင်ပြီးတော့သူ့ကိုတနက်နဲ့နှစ်ထင်ပြစ်တက်လိုက်တာလေတိတ်ပြီးတော့ပြစ်ပလိုက်တာလေဆိုပြီးတော့သူတို့အရက်ထဲမှာဘလို့ပြောမလဲအနီးကကြီးလက်ပြုံးတော့ပြစ်ခံရတယ်ဟာငါတို့တောက်ကန်တဲ့ရေရလဲကွာကုညီပြစီတာအော်နဲ့သူတို့ပြန်ကုညီနေရတယ်လာပါဒီနေ့ကတော့အော်တိုဘာလ14ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ကျွန်တော် သတင်းပေါ့နော်ကျွန်တော်သဘောကျတဲ့သတင်း၃ခုရွေးထားတယ်အဲ့ဒါကတော့ဒါမေတိလာမှာပေါ့နော်ဒါကင်းပတ်ပြီးပြန်လာတဲ့ရဲကားတွေကိုလက်ပြုံပစ်သွင်းနိုင်ဖို့အတွက်တပ်ဖွဲ့တွေဘယ်လောက်ထိစူးစမ်းခဲ့ရသလဲဒီဟာရဲ့ရလက်ကဘလို့အချိုးရလက်တွေရှိသလဲဆိုတဲ့ဟာမျိုးရယ်ပြီးရင်ဒါမင်းအောင်လိုင်းနဲ့စိုးဝင်းပေါ့နော်သူတို့တွေရဲ့အခုအကွဲပြဲဇလန်းတွေပေါ့နော်အဲပြီးတော့အဲ့ဟာကဘယ်လောက်ထိအခြေအနေဆိုးရွားနေသလဲပြီးရင်ဘလို့အကြောင်းတရားတွေကြောင့်မလို့ဒီအခြေအနေထိရောက်ခဲ့တာလဲပြီးရင်ဘာတွေဆက်ဖြစ်နိုင်လဲ အဲနောက်တစ်ခုကတော့ဒါရဲတက်သားဆိုတဲ့ကောင်ကသူ့ရဲ့မိမကိုဆေးကြောင်ပြီးတော့တနက်နဲ့ကိုယ်တိုင်ပြစ်တက်လိုက်တဲ့ဖြစ်စဉ်ပေါ့နော်အဲ့တော့အဲ့ဒါညပတ်သက်လို့ကျွန်တော်တို့သုံးသက်ချက်တွေလည်းအများကြီးရှိတာပေါ့အဲ့တော့ဒါကြောင့်ဆက်ပြောလိုက်မယ်ပေါ့နော်ပထမဆုံးတော့ဒါမိတ်လာမှာဒါရဲကားကိုဘုံပြစ်သွင်းပြီးတိုက်ခိုက်ခဲ့တဲ့ဗီဒီယိုဖိုင်အဲဥစ္စာကိုတော့အားလုံးမြင်ပြီးတွေ့ပြီးအားရပြီးဖြစ်လိမ့်မယ်ပေါ့နော်လုံးဝသွာလာနေဒီကောင်နေသွာပြီးတော့ပြန်လာပါ යි ဆိုတဲ့အချိန်မှာပေါ့နော်ပြစ်သွင်းတိုက်ခိုက်လိုက်တယ်အဲ့ချိန်မှာတကောင်ကမြန်နေဗျာမဲမြန်နေခုံချသွားပါပေါ့နော်ဖုံးဆိုခုံချသွားထုံးနေထုံးနေနေပေါ့နော် ဂျင်းနေကြွေးတဲ့ချိန်မှာအပြင်အထဲထဲမှာတော့ဒါလုံးဝဘာလိဖြစ်သွားကဘာပြတ်သွားအောင်ပြောခဏတာကဘာပြတ်သွားအောင်အဲဥစ္စာလေဒါအားရစရာကောင်းတယ်ပေါ့နော်တကယ်ကိုစုံစုံစားစားနဲ့လှုပ်သွားတဲ့ဟာမျိုးတွေတွေ့ရတယ်အဲ့ဒါကနောက်17နှစ်လောက်မှာမိလာမျိုးအနောက်ဘက်ကနေပြီးကင်းလှည့်ပြီးပြန်လာတဲ့အင်အား18ယောက်လောက်ပါတဲ့ဒီရဲကားအဲဒီရဲကားကိုဒါတော်လိုင်းတပ်ဖွဲ့တွေကပေါ့နော်ဒါလက်ဖြစ်ပုံပြစ်သွင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ဒါနှလုံးပြစ်သွင်းတယ်ဆိုပြီးတော့လည်းပြောတယ်ပေါ့နော်အဲ့တော့ဒါရဲကားတစ်စီးကိုမိလာတက်ကတော့အနီးမှာတော်လိုင်းတပ်ဖွဲ့တွေကအနီးကက်ကြီးလက်ဖြစ်ပုံပြစ်သွင်းပြီးတော့ပြင်းလာ အဲ့ဒါကြီးကတော်တော်ဒီကောင်ဒီဘက်ကတွေးကြည့်မယ်တော်တော်ကြောချမ်းစရာကြီးပြသည်လားအဲ့စကောင်စီဘက်ကကောင်နေဆိုရင်ပေါ့နော်ဒီဖြစ်စဉ်မျိုးကြည့်ပြီးရတဲ့သူတို့အချင်းချင်းကြားထဲမှာကိုပဲသူတို့ဒါမကြည်မနဲ့နဲ့ပြောနေကြမှာလေရှိတယ်ဟာပေါ်ဆလိုက်တာကွာအဲပေါ်ဆတာမဟုတ်ဘူးအဲ့ဒီလိုမျိုးဟာတော့ဘယ်သူမှမကာဝယ်နိုင်ဘူးသေချာတယ်အဲ့ဒါကြောင့်မလို့ဒီကောင်ဒီတန်စကားတွေနဲ့သွားတာလေသိရမလားအဲအဲ့လိုပုံစံမျိုးကိုအခုဒါသူတို့တွေကိုထပ်ပြီးတော့အနိကတိုက်ခိုက်နိုင်တဲ့ဟာကလည်းတော်တော်လေးအားရစရာကောင်းတယ်ပေါ့နော်ဒီတိုက်ခိုက်နိုင်မှုကြောင့်မလို့ရဲနှစ်ဦးနေရာမှာနေပွဲချင်းပြီးတယ်အသက်မရှိဘူးဟွန်း ကားပေါ်ပါလာတဲ့အခြားရဲတွေလည်းအများပြားထိခိုက်တယ်။အဲ၃ယောက်ကဒဏ်ရာပြင်းထန်တယ်ပေါ့နော်။အဲဒဏ်ရာရတဲ့ရဲတွေကိုကုဖို့ဆိုပြီးတော့စစ်ကောင်စီကမိဒလာပြည်သူစေယုံကအရေးပေါ်မဟုတ်တဲ့လူနာတွေကိုချက်ချင်းစေယုံကနေဆင်းခိုင်းတယ်။ဘာလို့အဲ့လိုလုပ်တာလဲ။ဒီလိုမျိုးဆင်းခိုင်းလိုက်တာရွေချက်ကသူတို့တွေရဲ့အခြေအနေကိုအပြင်ကိုသတင်းပြန်မှာဆိုလို့လဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။အဲဖြစ်ကောင်းဖြစ်နိုင်တယ်သူတို့အထက်ကိုဘလို့လိမ့်မယ်ဘလို့ညာမယ်အဲဒါမျိုးတွေကြောင့်မလို့လဲဖြစ်ကောင်းဖြစ်နိုင်တယ်အဲနောက်တစ်ခုကသူတို့တွေအထဲထဲကသတင်းပေါ့နော်ဒီလက်ပြပုံပစ်ပြီးတော့တိုက်ခိုက်လိုက်နိုင်တဲ့ဟာက तू က ဆိုတော့ဘလောက်မှမထိကြိုက်ပါဘူးအဲအထိတန်ရရဘလောက်ပဲရှိပါဗာညာဒါမျိုးပုံစံမျိုးလှုပ်ဖို့နေပါပေါ့ဒါပေမဲ့အဲ့ရဲ့အခြေအနေအမှန်တွေကို အပြင်ကိုသတင်းမပြန့်စေခြင်းလို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့လေနော်အဲ့တော့ဒီလုံခြုံရေးတွေကိုလည်းဒါဆေးရုံပတ်ချလေးကိုတော်တော်လေးတင်းကျပ်လိုက်တာရှိတယ်အဲသူတို့လူနာတွေကိုကူတာဖို့အတွက်သူတို့စေခိုင်းခဲ့တယ်ဆိုရင်ပဲပေါ့နော်တခြားလူနာတွေကိုပြန်ပြီးဆေးရုံကဆင်းခိုင်းတယ်ဆိုတဲ့ဟာကတော့တော်တော်လေးယွန်းစရာစရာကောင်းတယ်ပေါ့နော်ဆေးရုံဆေးခန်းဆိုတာဘယ်သူမှသွားချင်လာချင်တဲ့နေရာမျိုးမဟုတ်ဘူးအဲဒါပေမဲ့လည်းမဖြစ်တာလို့သွားရပါတယ်ဆိုတဲ့ဟာမျိုးတော့မှပြန်ပြီးနှင်ချတယ်ဆိုတဲ့ဟာကတော့တော်တော်လေးယွန်းစရာကောင်းတယ်ပေါ့နော်အဲနှစ်ဦးကတော့ပွဲချင်းပြီးတယ်သုံးဦးကစိုးရင်ရတယ် အဲအခြားတန်ရရပြင်းထန်တဲ့သူတွေတဲကဒါတယောက်ကလည်းပေါ့နော်ခုန3ဦးပေါ့နော်ပြင်းထန်တယ်ဆိုတော့3ဦးတဲကတယောက်ကလည်းအဲဆေးရုံရောက်ပြီးညမှာပဲလစ်သွားတယ်အတမရှူတော့ဘူးပေါ့နော်အဲ့တော့စုစုပေါင်းအတမရှူတာ3ယောက်အဲအဲ့ဒါလည်းအားရစရာကောင်းတယ်ဒီလိုတိုက်ခိုက်နိုင်ဖို့အဖွဲ့တွေကစွန့်စွန့်စားစားလုပ်ခဲ့တာတွေ့ရတယ်အဓိကနေရာကြီးမှာလုံလုံနိုင်ခဲ့တာပေါ့နော်ဒါ လူစီကားတယ်ဒါပေမဲ့လည်းလုံးဝပြစ်မှတ်ကိုတိတိကျကျပဲအနိကိတ်ပြစ်ထည့်ရောအင်းဆိုပြီးတော့အဲ့မှာစားနနသည်မင်းကိုတည်ရဲ့အဲ့လိုလှုပ်သွားတဲ့ဟာကြီးတော်တော်စားရတယ်ပေါ့နော်မိလာ yes gun နဲ့လည်းမဝေးဘူးတဲ့အဲ့နေရာပေါ့နော်ပြီးရင်ဒါအစိုးရရုံးဌာနရည်နဲ့လည်းနီနီလေးတဲ့အဲ့တော့ဒါကတော်တော်လေးအားရကြာကောင်းတာပေါ့နော်ဒီလိုမျိုးဖိအားမျိုးပေးနိုင်မှုဆိုတာမလွယ်ဘူးဗျဒီဖြစ်စဉ်ဖြစ်သွားပြီဆိုတဲ့ချိန်မှာသူတို့ဘယ်နေရာမှာလဲဘယ်နေရာမှာလဲမေးမှာပဲမေးတဲ့အခါကျတော့ဟာမင်းတို့လည်းနီနီလေးလေဟာမင်းတို့ကောင်းနေဒါတော့မှဒီလိုလောက်ခံရတာလား အာမင်းတို့ဘလောက်တော့မှယော့တိယော်ရဲနိုင်တယ်တေးပြီးအဲ့မှာထောင်းပြီးထောင်းပြီးထောင်းပြီးအဲ့မှာပြုတ်မဲ့ကောင်တွေပြုတ်စော်နေတဲ့ကောင်တွေအများကြီးဖြစ်ကုန်ပါအဲ့တော့ဒါဒီလိုမျိုးတိုက်ခိုက်နိုင်ခဲ့ပြီးရဲ့နောက်မှာပေါ့နော်ဒါသူတို့ဖြစ်စဉ်ပြီးတာနဲ့လွန်ကျွေးတွေတိုးမြင့်တာတွေရှိတယ်ကြော်ပလောင်းအထွက်တာစီအထွက်မလိုင်းအထွက်ဝမ်းတွင်အထွက်ဒါအမြန်လမ်းဘက်အထွက်တွေကအစပေါ့နော်ဒါလွန်ကျွေးတိုးမြင့်လိုက်တာရှိတယ်ဂိတ်တွေအထက်ထက်ချပလိုက်တာတွေရှိတယ်ဒါပေမဲ့သူတို့ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘူးဒီနှစ်ယောက်ပေါ့နော်တလိုင်းတပ်ဖွဲ့နှစ်ယောက်ကိုဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘူးအဲမေဒီလာကပြောရရင်ဒါတက်မြို့တက်မြို့လို့ပြောရအောင် အဲအဲ့မှာဒါတမကူကူလို့ပေါ့နော်တမဌာနချုပ်ခြေဆိုင်တယ်အဲသူ့အောက်ကဒါတရင်တက်ဖွဲ့တွေရှိမယ်ချင်းလင်းချင်းမြန်တက်တွေရှိမယ်လယုံတက်ဖွဲ့တွေအများကြီးပဲဆောက်လို့ရတက်တွေရောပေါ့နော်ဒါအမြောက်တန်ချက်ကအစုံမဲ့ရှိတယ်အဲပြီးတော့ကျတော့လေတက်ဆိုရင်ဒါလေတက်စကန်၃ခုတောင်မှရှိတဲ့နေရာမျိုးပြောရရင်တက်မြုပ်အဲ့တက်မြုပ်မှာဒီလိုမျိုးပေါ်နေရာအဓိကကြတဲ့နေရာသူတို့ရဲ့ပိုင်နက်တွေနဲ့မဝေးတဲ့နေရာမျိုးမှာအခုလိုမျိုးလုံနိုင်ခဲ့တဲ့ဟာပါအားရစရာကောင်းတကယ်ကြည်နဲ့ အားရအဲ့ဒါအဲ့တော့အဲ့လိုမျိုးလုံနိုင်ခဲ့တဲ့အတွက်ဘာတွေအကျိုးကျေးဇူးရမလဲအဲအကျိုးကျေးဇူးရတာပေါ့အများကြီးရအကြောက်တရားပထမဆုံးအကြောက်တရားဒါမြို့လေကောင်ကြီးမှာကြိတ်ခံလိုက်ရတာဘယ်ကောင်မကြောက်ပဲနေမလဲအဲ့ဒီလိုမျိုးသွားလာရမယ့်ကောင်တွေကအများကြီးရှိတယ်မြို့ပေါ်မှာအဲ့လိုမျိုးတာဝန်ပေးခံရတဲ့ကောင်တွေအများကြီးရှိတယ်အာစစ်ကောင်စီဘက်ကကောင်ဝဲဖြစ်ဖြစ်ရဲဘက်ကကောင်ဝဲဖြစ်ဖြစ်အဲ့လိုမျိုးဒါကင်းပတ်ခိုင်းတာတွေသွားလာလှုပ်ရှားခိုင်းတာတွေဒါတွေကအများကြီးရှိတယ်အဲ့လိုကောင်တွေအခုနောက်ကျုံးမလုံတော့ဘူးအာအာဒီကောင်တွေအခုဆိုရင် ဒါသူများကိုလှုပ်ဖို့အတွက်ကြည်နေရမယ်ဆိုတာတို့အလုံးမခံဘူးယင်ကြီးကန်းတောင်းပေါင်းလိုက်ကြည်နေမှာဟာငါတို့ဟိုနားနေထွက်ပြစ်နိုင်မလားဒီနားနေထွက်ပြစ်နိုင်မလားအဲ့လိုပုံစံမျိုးတွေဖြစ်သွားမှာအဲ့အချောက်တရားတော်တော်လေးမိုက်အဲ့ကောင်နေအဲ့လိုမျိုးပုံစံမျိုးဖြစ်စေဖို့ကိုလည်းဒါဒလင်းတပ်ဖွဲ့တွေကရည်ရွယ်ခဲ့တယ်လို့ယူဆရဒါကတော်တော်ကောင်းတဲ့အချက်တစ်ခုဖြစ်တယ်နောက်တစ်ခုပြည်သူကိုစိတ်တက်မြင့်တင်ပေးတယ်လို့ပြောရမှာပေါ့နော်တောထဲမှာတွေမကမြို့ပေါ်နေရာတွေမှာလည်းစစ်ကောင်စီတွေတည်နိုင်တယ် ရဲတွေသိနိုင်တယ်အဲပြီးတော့အဲ့လိုမျိုးဟာတွေကိုစောင့်မျှော်နေကြတဲ့ပြည်သူတွေရှိတယ်ဗျရှိတယ်ဆိုတော့ဟိုနေ့ကကျွန်တော်ပြောခဲ့သလိုပေါ့ဘယ်နေရာမှာတပ်ဖွဲ့တွေကဒါစစ်ကောင်စီစစ်သားတွေကိုပုံခွဲပြီးဘင်းလိုက်တယ်အမိုင်းခွဲပြီးဘင်းလိုက်တယ်ဒါမျိုးတွေကိုမြို့ပေါ်နေရာမျိုးတွေမှာအဲ့လိုအတန်လေးကြားတာနဲ့ဟာဒုကလေးတွေလုံးလုံးနေတာဟာငါတို့တော်လိုင်းကြီးမပြီးသေးဘူးအဲငါတို့တော်လိုင်းကြီးအခုထိအသက်ဝင်နေတုံးပဲမြို့ပေါ်နေရာတွေမှာဒီကောင်းနေ ဘလုံးမှအဆင်မပြေတော့ဘူးအဲငါတို့ရဲ့တော်လိုင်းကမြို့ပေါ်နေရာကြီးထိရှိနေသေးတယ်ဆိုတော့စိတ်တက်တွေကိုမြင့်တင်ပေးလိုက်နိုင်တယ်လို့လည်းဒါပြောရမယ်ပေါ့နော်အဲ့တော့အဲစစ်ကောင်စီအနေနဲ့ကတော့ဒါအတိအတိုင်းပဲဘယ်နေရာမှာပဲဖြစ်ဖြစ်အသက်မရှူဖြစ်သွားနိုင်တယ်ပေါ့နော်ပြီးတော့တပ်ဖွဲ့တွေရဲ့အရေးချင်းဒါကိုလည်းဒါကျွန်တော်ကြီးကြည့်ရမယ်ဒီလောက်လုံခြုံရေးအထက်ထက်တင်းကျပ်ထားပါတယ်ဆိုတော့နေရာမျိုးမှာဒီလိုမျိုးလုံနိုင်ခဲ့တာပြီးတော့လွတ်မြောက်အောင်ဒါရှင်သန်နိုင်ခဲ့တာလည်းမိုက်တယ်ပေါ့နော်စစ်ကောင်စီဘက်ကတော့ဒါနဲ့ပဲသလိုသိကြပါတယ်ဒါ တွေ့တဲ့သူကိုဒါဖမ်းဆီးတာမျိုးတွေသူတို့လှုပ်လာနိုင်ခြင်းရှိတယ်အဲ့အတွက်တော့သတိထားစေချင်တယ်အဲနောက်တစ်ခုကအဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒီလိုလှုပ်ခဲ့တဲ့သူတွေကိုမိပါပြီဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကြီးညာတာမျိုးတွေလည်းလောကောက်လှုပ်နေတယ်ဒါသူတို့ရဲ့အကွက်ဟောင်းနေပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအကွက်ဆင်းတဲ့ထဲမှာမပါဖို့အတွက်ကိုတော့သတိထားကြစေချင်တယ်ပြီးတော့တပ်ဖွဲ့တွေကအဲ့လိုမျိုးလှုပ်နိုင်ဖို့အတွက်သူတို့အများကြီးစူးစမ်းခဲ့ရတယ်အခြေအနေစုံစမ်းထောက်လန်းတာမျိုးတွေသူတို့အများကြီးလှုပ်ခဲ့ရတယ်ပြီးအိုက်ကိုင်းနောက်ကိုတောက်လျှောက်လိုက်ပြီးတော့သူတို့တွေ သွားပြီးတော့လုခဲ့တာမဟုတ်ဘူးဒီကားပတ်နိုင်တဲ့လမ်းကြောင်းတွေကဆိုသူတို့တွေစုံစမ်းခဲ့ရတာပေါ့နော်အဲ့တော့အဲစစ်ကောင်စီကတော့ဒီဟာနဲ့ပတ်သက်လို့ပြင်ဆင်လာနိုင်ခြေတွေရှိတယ်။ဒါပေမဲ့လည်းဒါကလုံးဝလွတ်သွားမယ့်အရာမျိုးမဟုတ်ဘူး။မင်းတို့ကြိုက်တဲ့လောက်ပြင်ဆင်တပ်ဖွဲ့တွေရဲ့အုံနောက်ကမင်းတို့မမိဘူးဆိုတဲ့ဟာကိုလည်းပြောချင်တာပေါ့နော်။မင်းတို့ကြိုက်တဲ့လောက်ပြင်ဆင်သေးကြတယ်တပ်ဖွဲ့တွေကမင်းတို့ထက်ရှစ်တလန်းကြိုကြိုပြီးတော့စောနေစေရအောင်။အဲ့ဒါတော့အာမခံတယ်။မင်းတို့ကြိုက်တဲ့လောက်လုပ်မင်းတို့မလုံခြုံစေရဘူး။တပ်ဖွဲ့တွေကကြုံးမှာပဲ။ ဲ့ဘယ်လိုပဲဖြစ်ဒီတက်ဖွဲ့တွေရဲ့ဒါဆွလွန်ဆွစားစိတ်နဲ့လှုပ်သွားခဲ့တဲ့ဟာတွေသူတို့တွေရဲ့အရေးချင်းတွေတကယ်ကွတိမတိအဲအဲ့လိုဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ဟာတွေကလည်းတကယ်တကယ်ကြီးကျယ်မှန်ဟာတွေဖြစ်တယ်အဖွဲ့တွေတကယ်လေးစားတယ်ဗောနော်အဲပြီးတော့ဒီမျိုးပြအဖွဲ့တွေရဲ့အရေးကြီးမှုကိုလည်းဒါကျွန်တော်ပြောရအောင်ဘာလို့လဲဆိုတော့မျိုးပြအဖွဲ့တွေကအရန်ခတ်ခဲ့ပါတယ်အဲပီဒီအက်တက်ဖွဲ့တွေလိုမျိုးပေါ့နော်ဒါကျွန်တော်နိုင်ရှင်ပြီးပြောတာတော့မဟုတ်ပြင်မဲ့ပေါ့နော်သူတို့တွေလုတ်ဆောင်နေရတဲ့လုပ်ငန်းတာဝန်ချင်းမတူတာကိုကျွန်တော်ပြောခြင်း အမျိုးပြားဖွဲ့တွေကကြတော့ရန်သူနဲ့နေစဉ်နဲ့မျှပါတော့ရန်သူရှိပါတယ်ဆိုတဲ့နေရာမျိုးတွေတဲတွေဝင်ပြီးလှုပ်ရှားနေရတာဖြစ်တယ်။အဲလိုလှုပ်ရှားနေရတဲ့အတွက်သူတို့မှာချက်ချင်းလက်ငင်းဒါတိုက်ခိုက်ခံရနိုင်တဲ့အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့သူတို့ရဲ့လောရက်တွေဒါပေါ်သွားတာမျိုးတွေရှိတတ်တယ်ပေါ့နော်။အဲလိုမျိုးအသက်တွေနဲ့ရင်းပြီးတော့လုံးဝတင်မင်းနဲ့မျက်နှာချင်းဆိုင်စစ်ခင်းနေကြတဲ့အဖွဲ့တွေဖြစ်တယ်။ PDF တပ်ဖွဲ့တွေကကြတော့ဒါဟုတ်တယ်ပေါ်ဝတင်နေမဲ့တော်ထဲမှာလက်နက်ကင်ပြီးတော့လာမယ်ပြင်းမယ်အဲဒါမျိုးပုံစံမျိုးအဲဒါမျိုးပြားနဲ့ဒါတော်ရင်းနဲ့ကွာခြားတဲ့ဟာကိုပြောပြတာပေါ့ဗျာ။အဲအဓိကနှိုင်းရှင်တာမဟုတ်ဘူးပေါ့နော်။အဲသူ့ရဲ့ လောက်ရတဲ့ကန်ရတဲ့ပုံစံချင်းမတူတာပေါ့အဲ့ကြအဲ့လိုမျိုးလောက်ရတဲ့ခါကျတော့သူတို့အနေနဲ့စာဝင်းနေရေးဖြည့်ရှင်းမှုအတွက်တော့တော်တော်လေးခက်ခဲတဲ့ယူဂျီဖွဲ့တွေအများကြီးရှိမျိုးပြပြောက်ကြားဖွဲ့တွေအများကြီးရှိအလှပေါ်တင်ကြီးအလှခံလို့မရအောင်ပြည်သူတွေရဲ့အထောက်ပံ့ရဖို့အတွက်ကိုအဲ့လိုလှုပ်လို့မရအောင်အဲ့လိုလှုပ်လို့မရတဲ့အခါမှာသူတို့ ਨੇ ရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းဒါမျိုးတွေစီကနေကုညီယူတယ်ဒါဟာလည်းဒီလောက်ဒီချိန်ဒီကာလအထိကြာလာတဲ့အခါမှာဘယ်လောက်ရမလဲပေါ့နော်မလွယ်ကူဘူးလေအဲ့တော့ကျသူတို့ ਨੇ နိစ္စရာနေရာမျိုးတွေနဲ့မရတဲ့အခါကျတော့သူတို့တွေခက်ခက်ခဲခဲရုန်းကန်ကြရတာရှိတယ်ချိုးဆိုရင် အဲ့ဆရာနေရာမရှိနေဆရာနေရာမရှိဘူးဗျအဲ့လောက်ဒီဒီဖြစ်ကြရရှိဘာလို့လဲဆိုတော့ဒါစစ်ကောင်စီကလည်းအဲ့အနဲ့ပတ်သက်လို့အရန်တင်းကျပ်ခဲ့တာတွေရှိတော့အိမ်ငားတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်သူတို့မှာအရန်ဒုက္ခရောက်ကြကုညင်ပေးနိုင်မဲ့ပြည်သူကအစရှားပါတာမျိုးရှိတတ်တယ်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကမျိုးပြမှာအဲ့လိုမျိုးပုံစံမျိုးနဲ့ဖိနှိပ်ထားတာဖြစ်တဲ့အတွက်သူကဒီကြားထဲကရအောင်လုပ်ခဲ့တာအဲ့ဒါအရန်ရေးပါတယ်ဘာလို့ရေးပါလဲဆိုတော့ဒီမျိုးပြမှာရှိတဲ့စစ်ကောင်စီစစ်သားတွေပေါ့နော်စစ်ကောင်စီစစ်သားတွေအခုလိုရဲတွေပေါ့ဒီကောင်တွေက သူတို့ရဲ့တာဝန်ရှိမယ်ပြထားပါတော့တော်ထဲမှာသွားတယ်ပြင်ပြန်လာတယ်နားရမယ်ဆိုတဲ့အချိန်မျိုးမျိုးရမှာနေပဲဆိုတဲ့အချိန်မှာသူတို့ကမျိုးပြကိုပြန်ရောက်ပြီဆိုတဲ့အာတော်သေးရငါအသက်မသေးတော့ဘူးအဲအဲ့လိုမျိုးအတွေးမျိုးနဲ့အနားယူတဲ့ကောင်မျိုးတွေရှိဒါပေမဲ့အဲ့လိုမျိုးအနားမပေးတော့ဘူးဒီလိုမျိုးလှုပ်လိုက်တာကဒီကောင်တွေနားလို့လည်းမရတော့ဘူးခုနတေဆုံးသွားတဲ့ကောင်တွေဖြစ်သွားတယ်အဲ့ကောင်တွေကတော့လစ်တာပဲတခါတည်းအဲ့အဲ့လိုမဟုတ်ဘဲနဲ့ကြံတဲ့ကောင်တွေကဆမင်းကောင်တွေကင်းဆောင်ရမယ်မင်းကောင်တွေဘလို့လုပ်ရမယ်ကင်းပတ်ရမယ်အာတနားကြတခါတရင်ပို့ရမယ်ဘာညာအဲ့လိုပုံစံမျိုးကြီးကြက် အဲ့မှာဒီကောင်တွေပို့ပြီးတော့စိတ်ညစ်တာပဲအဲ့မှာဒီကောင်တွေစိတ်ဖိရတယ်ပို့ပြီးတော့ဝင်တာပဲစိတ်ဖိစီးမှုတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်အောင်လုံလိုက်နိုင်တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်တယ်ဒါကမျိုးပြယောက်ျားအဖွဲ့တွေရဲ့အရေးပါမှုပေါ့နော်အဲ့တော့အဲ့လိုမျိုးအဖွဲ့တွေကဒီလိုလုံနိုင်ဖို့အတွက်ခက်ခက်ခဲခဲရုန်းကန်ခဲ့ကြတာဖြစ်တယ်အဲပြီးတော့ဒီပစ္စည်းပစ္စည်းအပိုင်းကအစပေါ့နော်ရှေ့ပိုင်းနေမှာဆိုရင်အဲ့လိုပစ္စည်းပစ္စည်းမကောင်းလို့သွားပြီးတော့လှုပ်တဲ့ခါမှာကိုကတော့လှုပ်လိုက်နိုင်ခဲ့တယ်ဒါပေမဲ့ပစ္စည်းမကောင်းတော့မကွဲဘူးအဲ့တော့ဘာမှ ီကောင်တွေမထိခိုက်သွားဘူးဒါမျိုးပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်အဲအဲ့လိုမျိုးပစ္စည်းလေးဝင်နိုင်ဖို့အတွက်သူတို့မစားရဲမတောက်ရဲစုဆောင်းပြီးတော့ခေါက်ဆဲကြောက်စားထမင်းကြောက်စားပြီးနေခဲ့ရတဲ့ဘဝတွေလည်းသူတို့အများကြီးရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပြည်သူအနေနဲ့ယုံကြည်ရတဲ့သူတွေစီကနေတဆင့်ပေါ့နော် ဲ့လိုမျိုးအဖွဲ့တွေကိုလည်းကူညီပေးကြပါလို့ပြောချင်ပါတယ်။အဲနောက်တစ်ခုကစစ်ကောင်စီဘက်ကပေါ့နော်ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တေချာပေါက်အရေးယူတာရှိမှာပါ။ဘာဖြစ်လို့လဲဆိုတော့ခုနကဒါရေစကန်နဲ့လည်းအရန်နီးတယ်ဆိုတဲ့နေရာတွေအစိုးရရုံးနေတဲ့နီးတယ်ဆိုတဲ့နေရာတွေအဲကြတော့သူတို့တွေဖိအားတွေတေချာပေါက်ခံစားရမယ်။အဲလိုမျိုးဟာတွေကိုကြောက်တဲ့အတွက်ပေါ့နော်အလုံးထွက်မယ်တကယ်ကြီးလှုပ်တဲ့ကောင်တွေလည်းရှိမှာပဲ။အဲ့ပြင်အဲ့လိုမျိုးဖြစ်စဉ်တွေကိုပေါ်ရလာကြီးလာဆိုပြီးတော့မထိမ့်သိမ့်နိုင်ရကောင်းလာဆိုပြီးတော့ဒါအပြစ်ပေးအရေးယူခံရမယ့်ကောင်တွေလည်းအများကြီးရှိမှာ အဲကြတော့ဒီလိုမျိုးလက်ပစ်ဘုံလေးပစ်သွင်းလိုက်နိုင်တဲ့ဖြစ်စဉ်ရဲ့အကျိုးရလဒ်ကအခုလိုပဲအကြီးကြီးရှိတယ်ဆိုတဲ့အကြောင်းဟုတ်ဒါပြောချင်တာဖြစ်ပါတယ်ဗောနော်အဲတော့ဒါစစ်တပ်ကိုထောက်ခံနေတဲ့သူတွေလည်းအခုချိန်မှာစိတ်တွေကြာနေလောက်ပြီဗောနော်ဟာငါတို့ထောက်ခံတဲ့စစ်တပ်ကြီးရလဲကွာအနီးကကြီးလက်ပစ်ဘုံတော့ပစ်ခံရတယ်ဟာငါတို့ထောက်ခံတဲ့ရဲရလဲကွာကုညီပြစီတာအော်နဲ့သူတို့ပြန်ကုညီနေရတယ်အဲ့လိုပုံစံမျိုးတွေဖြစ်ကုန်တာဗောအဲတော့ကြတော့ဒီဇာတ်ရင်းကတော့အားရလွန်လို့ဗောနော် ဒါဗီဒီယိုကတော့အားလုံးကြည့်ပြီးသားဖြစ်မှာပါအဲ့တော့ဒီရာလေးလည်းကျွန်တော်ပြောချင်တာပါเนาะနောက်တစ်ခုကဒါရန်ကုန်မှာရန်ကုန်မှာဒါအော်ရိုဘာလာ9ရက်နေ့ကရဲတပ်သားတန်းထိုက်အောင်ဆိုတဲ့ကောင်ကဒါသူမိမကိုတနက်နဲ့နေ့ထီုံပြစ်ပြီးတော့တိတ်ပြီးတော့ပြစ်ပလိုက်တာပါเนาะအဲအဲ့လိုမျိုးဒါပြစ်လိုက်တဲ့ဟာကဒါဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ဒီသူမိမကပါเนาะကလေးတိတ်ပြီးရဲ့ချိန်မှာအဲဒီတန်းထိုက်အောင်ကိုသူကလုံကျွေးသွားဖို့အတွက်ပြောတာအဲ့ဒီပြောတဲ့အာကိုဒီကောင်တနက်နဲ့ပြစ်ပလိုက်ဟာတော်တော်ဆိုးဆိုးကြီးအဲ့လိုပြစ်လိုက်ဖို့အတွက်ဒါလိုက်ပြီးတော့ ဒါသတင်းတွေကြည့်တဲ့အခါကျတော့ဒီကောင်နဲ့သူအိမ်မနဲ့ကပြဿနာတက်တာလည်းမဟုတ်ဘူးရံပစ်ထားတာလည်းမဟုတ်ဘူးစကားများထားတာလည်းမဟုတ်ဘူးဒီတိုင်းပလိန်ဆိုပြတယ်ဘာလို့လောက်တာလဲဆိုတော့ဆေးကြောင်နေတာတဲ့အဲဆေးကြောင်နေတာကလည်းဒါရဲရဲရဲရဆေးကြောင်နေတာကျွန်တော်ပြောရရင်အဲပြီးရင်ဒါဒါသတင်းတွေမှာတက်လာတဲ့ဟာတွေတွေ့လိမ့်မယ်အရဲစကန်မှာကအစမွေးရဆေးဝါအရက်သေးစားလိုသလောက်ရတယ်ကြိုက်သလောက်ရတယ်ကြိုက်တဲ့မျိုးစားရတယ်ဆိုပြီးတော့လည်းသိရတယ်ဟာတော်တော်ဆိုးဆိုးနော်အဲကြတော့ဒါစကားများရံပြစ်လို့လောက်တာမဟုတ်ဘဲနဲ့အခုလိုမျိုးပဲဒါ ငွေစေဝါကြောင်ပြီးတော့လှုပ်လိုက်တာဖြစ်တဲ့အတွက်ဒါသူမိမကတော့စိတ်မကောင်းစရာပေါ့နော်အဲသူတို့မှကလေးတယောက်ကြံခဲ့လို့သိရတယ်ပေါ့နော်ဒါပေမဲ့ဆက်ဆက်ပြီးတော့တွေးကြည့်မယ်ဆိုရင်အနေများတာတွေအများကြီးရှိရဗျအဲတော့ဒါမွေးစေဝါကိုဒါ yes gun လို့နေရာမျိုးမှာစိတ်ကြိုက်ကြိုက်တဲ့မျိုးစားကိုကြိုက်သလိုကြိုက်တလောက်ပမာဏနဲ့ရနေတဲ့ဒီကောင်တွေကပေါ့နော်အာရခတ်တော် AA ကိုဘီလီယံနဲ့ချီတဲ့မွေးစေဝါတွေ ပိုင်ဆိုင်ပါတယ်သုံးပါတယ်အဲသူတို့တွေရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေပါရောင်းဝယ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထိုးချတာရည်စရာတော့ကောင်းတာပေါ့နော်အဲတော့ပြည်သူကတော့အုံတော့ရှိတယ်မယုံပါဘူးဒါပေမဲ့စစ်ကောင်စီကဒီဟာနဲ့ပတ်သက်လို့ပုံရိပ်တွေဆွဲချကျင်တာဖြစ်တဲ့အတွက်ဒီလိုပုံစံလှုပ်တာပေါ့နော်အပြောမယ်ဆိုရင်ဒီလိုမူရစေးကြောင်တဲ့ကောင်တွေပြည်သူတွေကြားနဲ့သွာလာလှုပ်ရှားနေဘလောက်တော့အနေများမလဲဟုတ်မလားဒီကောင်တွေအခုသူတို့လက်ထဲမှာတနတ်ရှိပြောကြသူမိမ့်မအောင်တော့မှသူပြစ်တတ်ရဲပါတယ်ဆိုတဲ့ကောင်တွေအဲလိုကောင်မျိုးတွေကပြည်သူကိုဘာတင်တော့မှာတော့ အဲ့ဒီလိုမျိုးမွေးစေဝါကြောင်နေတဲ့ကောင်မျိုးတွေကပြည်သူကြားထဲမှာခုနလိုမျိုးပဲကင်းပတ်တာမျိုးတွေလှုပ်ရှားတာတွေတွာလာတာတွေလုံနေတယ်လက်ထဲမှာလည်းတနတ်တွေပါနေတယ်မွေးစေရလည်းကြောင်နေတယ်အဲ့တော့ဘေးပတ်ဝင်းကျင်မှာရှိမြတ်ဒီကောင်နေနီးနားမှာရှိမြတ်ပြည်သူအကုန်လုံးမလုံကြုံအဲ့ကြပြည်သူအနေနဲ့ဂယုဆိုင်စေခြင်းနဲ့ဒိထားစေခြင်းနဲ့ရဲငစစ်ငရဲဆိုပြီးဘွေးဘွေးရတာရှောင်းအဲ့ဒီကောင်နေကသူ့အနေနဲ့သူတော်မှာတော်တော်လေးဒါဟိုယူကြောင်မူကြောင်ဖြစ်ပြီးတော့သူ့မိမတော်သူပြစ်တတ်နေတဲ့အဆင့်ကြီးဖြစ်နေတာအဲ့ကြအဲ့လိုဟာမျိုးတွေကိုကျွန်တော်ပြည်သူတွေအနေနဲ့ဝေးဝေးကရှောင်စေခြင်းနဲ့တတ်ထောက်ခံတဲ့သူဆိုရင်တော့သွား အဲ့လိုမျိုးကြရင်သွားဘာမှမဖြစ်ဘူးသွားအနိကနေပြုစုဆောင်းလျှောက်ပလိုက်အဲ့လိုမျိုးကြအဲ့တော့ဒါရှေ့တန်းလိုနေရာမျိုးမှာတော့ဒါဆေးကြောင်ပြီးတော့ဒါမိတဲ့ကောင်တွေရှိတာ哦အဲ့တော့ကျတော့စစ်သားတွေရဲတွေဆိုတာကအခုလက်ရှိမှာတော်တော်လေးကိုအဲအချင်းပြက်တာမျိုးတွေအဲ့ပြီးရဲရဲရဲနဲ့မတူစစ်သားစစ်သားနဲ့မတူတဲ့ ုံစံမျိုးတွေကျွန်တော်တို့မြင်နေရလိမ့်မယ်တကယ်ရဲတကယ်စစ်သားမဟုတ်တော့အခုချိန်မှာဒါတော်လိုင်းတပ်ဖွဲ့တွေကသာပြည်သူအတွက်အလိုအဆုံတပ်ဖွဲ့တွေဖြစ်တယ်နောက်တစ်ခုကဒီလိုမျိုးဒါရဲတယောက်ရဲ့မိန်းမဖြစ်အောင်ရင်နာစရာပေါ့ဗျာအဲ့တော့ဒါသူ့မိဘတွေနေရာတွေးကြည့်မိတာပေါ့နော်ဟောငါသမီးကသူ့ယောက်ျားကဆေးကြောင်ပြီးတော့သူ့ကိုတနက်နဲ့နှထင်ပြစ်တက်လိုက်တာလေတိတ်ပြီးတော့ပြစ်ပလိုက်တာလေဆိုပြီးတော့သူတို့အရက်ထဲမှာဘလို့ပြောမလဲသူတို့သူတို့အနေနဲ့ရှက်စရာကြီးပေါ့နော်အဲသူတို့သမီးလည်းတည်ဆုံးရတယ်ရင်ကျိုးရတယ်ပေါ့နော်အဲပြီးတော့အဲ့ကောင်ကလည်းအခုထောင်ကြပါအဲ့ကလေးကဘလို့လုပ် အဲ့ကလေးကသူတို့စီရောက်လာမှာပဲလေအဲ့တော့ကျတော့ရင်နာစရာတွေပေါ့ဗျာရင်နာစရာတွေဒီလူမျိုးသူတွေကိုရွေးချယ်ခဲ့တဲ့ဒါမျိုးသမီးတွေရဲ့ရင်နာစရာဖြစ်ဖြစ်တယ်ပြီးရင်သူတို့ရဲ့မိဘတွေရဲ့ရင်နာစရာအကြောင်းအရာတွေပေါ့နော်အဲ့တော့ဒါတွေကဝတ်လေတယ်လို့ပဲပြောကျွန်တော်တကယ်တကယ်ပြောတာဒီလူမျိုးပြောရဲဆိုတာမလွန်ဘူးလို့ပဲထင်တယ်ပေါ့နော်ဒီကောင်တွေကပြည်သူစီကနေငွေကြေးညှိယူတာတွေပြည်သူကို ချင်းချောက်တာတွေပြည်သူကိုအနိုင်ကျင့်တာတွေရိုက်နှက်တာတွေဟိုးကျွန်တော်အစောပိုင်းကာလတွေကိုကြည့်ကြည့်လိုက် ဆန္ဒပြတဲ့ကာလတွေကိုကြည့်ကြည့်လိုက်ဒီအနေနဲ့တိမ့်သိမ့်ပြီးတော့ရိုက်တာအဲကောင်နေမမမရရဆုတ်ဆုတ်ပဲပဲလှုပ်တာပြည်သူတွေကိုခေါင်းနေကြီးပဲချိန်ပြီးတော့ပြစ်ခဲ့တဲ့ခေါင်းနေပေါ့နော်အဲ့လိုကောင်မျိုးတွေအတခုခုဆိုပြည်သူရင်ဝင်ရှာတာအကုန်လုံးအကုန်လုံးဖြွာပြီးတော့အကုန်လုံးရှိမြအဖို့တံပစ္စည်းအကုန်ယူသွားတဲ့ခေါင်းနေအခုကာလမှာလည်းအဲ့လိုပဲပြည်သူကိုဟိုသွားမယ်ဆိုထောက်ကန်စာလှုပ်ရမယ်ထောက်ကန်စာလှုပ်ဖို့အတွက်ပတ်စံပေးရမယ်ထောက်ကန်စာမပိုင်ဒဏ်ငွေပေးရမယ်ဒီလိုပုံစံမျိုးတွေလှုပ်နေတဲ့ခေါင်းနေအဲပြီးရင်ဒါသွားတယ်ဆိုင်ကယ်ဥထုံးမပါဘူးဟာပတ်စံပေး ဟာအတွင်းကံမပါဘူးပတ်စံပြီဟာမမိုက်ရိုင်းအောင်လားကျွန်တော်ပြောနီးမျိုးစုံနဲ့ပြည်သူကိုနှိပ်စက်နေတဲ့ကောင်တွေအဲ့လိုကောင်တွေကဒါကိုကြိုးရှာသူတို့ရလာတဲ့ပတ်စံတွေတေးကြတဲ့သူတို့မိသားစုကသုံးပါပဲအဲ့တော့ပြည်သူရဲ့မျက်ရည်ပေါက်ကြီးငယ်ကြပြီးမှဒီလိုမျိုးရလာတဲ့ပတ်စံတွေကိုသုံးတဲ့အတွက်ခုချိန်မှာဝစ်လေတာလို့ကျွန်တော်ကတော့ပြောချင်တယ်အဲ့တော့ဝစ်ဆိုတာတစ်ခါကြည့်လှဲ့ပေးစရာမလိုသူ့ဘက်သူလဲတယ်တစ်ခါကြည့်ရင်လည်းလှဲ့ပေးရတယ်ဟောနော်အဲ့ဒါကြတော့နောက်ဘွားတော့တေးကြပေါ့မကူကူးရင်လည်းဒီလိုပုံစံမျိုးနဲ့ပဲကူးမှာ ဲ့တော့ဒါလည်းအားရလို့ပြောပြ။နောက်တစ်ခုကတော့ဒါမင်းအွန်လိုင်းနဲ့ဆိုးဝင်းရဲ့အကွဲအပြဲကိစ္စတော်တော်လေးကိုအခြေအနေဆိုးလာလို့ဒါကိုလည်းဒါကျွန်တော်သတိထားမိတော့ဒါကျွန်တော်သုံးသက်သုံးသက်ကြည့်ကြမှာပေါ့နော်။အဲ့တော့ဒါစစ်တပ်ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေပြီးတော့ဆိုးဝင်းကိုတဖြည်းဖြည်းနဲ့ဖယ်ထုတ်နေတာတွေတွေ့လာရတယ်။ဒါအိုနေကသတင်းတွေမှာလည်းတက်လာတယ်ဗောနော်တက်လာတဲ့အချိန်မှာဒါစေအုပ်ချုပ်ရေးဖျက်သိမ်းပြီးကာလုံနဲ့ဒါအစိုးရအသစ်ပုံစံပြန်ဖွဲ့ပြီးတဲ့အခါမှာဗောနော်အရင်စိုးဝင်းဥက္ကဋ္ဌလုပ်ခဲ့တဲ့နေရာတွေအကုန်လုံးကိုဗောနော်စိုးဝင်းကိုပြန်ပြီးတော့တာဝန်ပေးတာမရှိတော့ဘဲနဲ့အဲ့ဒီနေရာမျိုးတွေမှာ ဒါညိုစောရယ်ဒါမင်းအောင်လှရယ်ကပဲအဓိကပုံစံမျိုးနဲ့နေရာယူနေတာ၄ပြီးတော့တကယ်အရေးပါတဲ့စစ်အုပ်ချုပ်ရေးအပိုင်းတွေမှာဒါမင်းအောင်လှရယ်လူယုံဖြစ်တဲ့ကျော်စွာလင်းကိုပဲပို့ပြီးဦးစားပေးပြီးတော့တာဝန်ပေးနေပေးအပ်နေတာ၄တွေ့နေရစိုးဝင်းကိုတော့လုံးဝလုံးဝအကုန်လုံးစီကနေဖယ်ထုတ်နေတာမျိုးရှိအဲ့ဒီလိုဒီကိစ္စမျိုးတွေဖြစ်လာပါပြီဆိုတဲ့အချိန်မှာစိုးဝင်းနဲ့သူနဲ့ဘာတွေညှိကြတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောကြမှာပေါ့နော်အဲ့သူ့ကိုဖယ်ထုတ်လိုက်တဲ့နေရာတွေဆိုရင်အများကြီးပဲ အဲဆိုဝင်ဥဆောင်နဲ့အရင်တော့ကသူဥဆောင်ခဲ့တဲ့ဒါကဏ္ဍတွေရှိတယ်ပေါ့နော်အဲ့ဒါဘန်နာရေးကော်မရှင်တို့ဒါအမျိုးသားစီမံကိန်းကော်မရှင်တို့အဲ့လိုနေရာမျိုးတွေမှာဆိုရင်ဆိုဝင်ကိုဥက္ကရာအရင်တော့ကလုတ်ခဲ့တယ်ဒါပေမဲ့ဆိုဝင်ကိုဖယ်ထုတ်ပြီးတော့ဥက္ကရာကမင်းအောင်လိုင်းဒူဥက္ကရာကညိုစောအဲဆိုဝင်မပါတော့ပြီးတော့တဘာဝဘေးအန်နဲ့စီမံခန့်ခွဲရေးဆိုင်ရာကော်မတီအဲအဲ့ဒါကဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ဥက္ကရာပေါ့နော်တရားဝင်ကုံသေးမှုတိုက်ဖြတ်ရေးဥဆောင်ကော်မတီဝန်ကြီးချုပ်ညိုစောဥက္ကရာကလေယာမီနဲ့ဒါအခြားမြေသိမ်းစီမှုများပြန်လည်စီစီရေးကော်မတီပေါ့နော်အဲဥစ္စာဆိုလေဒါညိုစော ပြီးရင်စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့်ကော်မတီအဲဥစားဆိုလဲမင်းအွန်လိုင်းနဲ့ညိုစောစက်မှုလုပ်ငန်းနဲ့စက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီညိုစောမြမထူးစီးပွားရေးဇုံဆိုင်ရာစီမံခန့်ခွဲရေးဗဟုကော်မတီညိုစောအဲ့တော့အရေးမပါတဲ့နေရာမျိုးတွေမှာတော့စိုးဝင်းကိုပြန်ပေးထားတယ်တွေ့ရတယ်ဘလို့နေရာမျိုးတွေလဲဆိုတော့ဂုံဒူးဆောင်ဘွဲ့တစိမ့်ချင်းမြင့်ရေးစီစည်းရေးအဖွဲ့နာယကအဲ့လိုနေရာမျိုးတွေမှာပေးတာပေါ့နော်အခုဒါစေကောင်စီဘက်ကဒါမဲ့တော်တော်တော့လှုပ်ရှုပ်မှာဘာဖြစ်လို့လဲဆိုတော့ तू ကပေးရမှာနေများတာကိုဒီကောင်တွေက ဒါဘွဲ့စိတ်တွေနဲ့ပဲပေးပြီးတော့နှစ်သိမ့်နေတာဟုတ်အဲ့တော့တေတဲ့ကောင်တွေအများကြီးပဲအဲ့လိုကောင်မျိုးတွေကိုချီချူကွန်ပျူတာသူရဲ့ကောင်မှတ်တမ်းဝင်အပါညာရဲ့သူရဘွဲ့သူဒီဟာဘွဲ့ဒါမျိုးတွေပေးရမှာပြီးတော့ဒီဥစ္စာတွေစီစီရမှာဆောက်လို့ရှုပ်တဲ့နေရာမျိုးမှာဒီကောင်ထားထားတာငါနောက်တစ်ခုကဒါနေဆက်ဒေတာနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဲ့ကောင်နေဆက်သွားရဲ့လား အဲ့တော့အဲ့လိုနေရာမျိုးတွေမှာသူတို့ကိုဒုဥက္ခရာပုံစံမျိုးတွေနဲ့ပြန်ပေးထားရရှိရပါတော့အဲ့တော့စစ်ဘက်အရက်ဘက်တွေမှာစိုးဝင်းကိုတာဝန်ပေးတာတွေနှဲလာတယ်ဒါသူတို့အချင်းမကြည်လင်တာတွေရှိသလိုဒါမြောက်လိုင်းကသူ့လူတွေကိုသူ့အနာကိုဆွဲခေါ်နေတာမျိုးတွေတွေ့ရတယ်သူနဲ့အနီးကပ်နေရာမျိုးတွေကိုဆွဲခေါ်တာမျိုးတွေရှိသလိုအရေးပါအရာရောက်ပါတယ်ဆိုတဲ့နေရာမျိုးတွေမှာသူ့လူတွေကိုပဲတာဝန်ပေးနေတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့စိုးဝင်းရဲ့လူတွေကိုနှီးမျိုးစုံနဲ့ဖယ်ထုတ်နေတဲ့မြောက်လိုင်းနဲ့စိုးဝင်းကြားကအကွဲပြဲတွေက ဘာတွေဖြစ်မလဲဒီဖြစ်စဉ်တွေကလည်းအများကြီးရှိခဲ့တယ်အဲ့တော့မင်းအောင်လှန်အခုလိုလုပ်နေတာတွေကအကြောင်းရှိတယ်ပေါ့နော်အဲဆိုးဝင်းကိုဘယ်နေရာမှမပေးခြင်းလို့အဲပေးလိုက်ရင်လည်းဒါရှေ့ပိုင်းတစ်လျှောက်သူဖိနှိပ်ခဲ့တာတွေရှိတယ်ဆိုးဝင်းပေါ်မှာအဲ့ဖြစ်စဉ်တွေပြောပြအဲ့သူဖိနှိပ်ခဲ့တဲ့ဟာတွေကိုဒါဆိုးဝင်းကမကျင်တဲ့လို့ပြန်ပြီးတော့ကာပြန်မှာမျိုးတွေပြန်ပြီးတော့တုံ့ပြန်မှာမျိုးတွေသူမခံနိုင်လို့အဲခံရမှာကြောက်လို့ပေါ့နော်အဲ့အကြောင်းမလို့ဒါဆိုးဝင်းကိုဖယ်ထုတ်နေတာရှိတယ်အဲ့တော့လုတ်ပိုင်ခွင့်တွေ short ချနေတယ်ပြီးရင်အတုံးဝင်တဲ့စစ်ကောင်းဆောင်တယောက်တတ်တာပုံစံမျိုးဖြစ်အောင်ပုံသွင်းပလိုက် ဲ့လိုပုံစံမျိုးတွေလုပ်ခဲ့တာအဲ့တော့ညီးခဲ့တဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိတယ်ဇုံဝင်းကလည်းအိုင်နာပဲပြန်ဆန်းတယ်နော် ဆိုဝင်းကလည်းပြန်လုပ်မယ်ဆိုလှုပ်ချင်စရာပဲပေါ့နော်။ဘာဖြစ်လို့ဆိုတော့မြောက်လည်းသူ့ဘောမှာအများကြီးပဲဖိနေခဲ့တာပေါ့နော်။အဲ့တော့ Six Commission စပြီးတော့ဖွဲ့ကနေကဆိုဝင်းကိုဒါဒုသမ္မတရုံးကနေပြီးတော့ဖယ်ခိုင်းခဲ့တာလည်းရှိတယ်။ရုံးကန်းဖယ်ခိုင်းခဲ့တာရုံးကန်းရွှေ့ခိုင်းခဲ့တာလည်းရှိတယ်ပေါ့နော်။စစ်ရုံးချုပ်မှာဆိုဝင်းရဲ့လုပ်ပိုင်ခွင့်ကိုလျှော့ပြီးတော့ကြော်စွာလင်းကိုပို့ပြီးတော့လုပ်ပိုင်ခွင့်ပေးတာလည်းရှိတယ်။အဲ့ဒါကတော့မျက်မြင်ပဲအခုလက်သလုံးမှာကိုပဲအဲ့လိုလုပ်နေရရှိရပါပေါ့နော်။အဲ့တော့ရွေးကောက်ပွဲပြီးရင်တော့မှဒါဆိုဝင်းကိုအစိုးရအဖွဲ့မှာပြန်ပါဝင်ခွင့်မပေးခြင်းတဲ့ပုံစံမျိုးတွေတွေ့ရတယ်။အဲသူနဲ့ညှိခဲ့တဲ့ဟာတွေပြန်ပြောမယ်ဆိုရင်ဒါအရာရှိငယ်ရွှေ့ပြောင်းကိစ္စမျိုးတွေမှာလည်း ဒါဆိုးဝင်းနဲ့မင်းအောင်လှိုင်ညှိဘူးတယ်အဲဆိုးဝင်းကထွက်ခွင့်တောင်းတဲ့အဆင့်ထိဒါဖြစ်ခဲ့ဘူးတယ်ဒါမင်းအောင်လှိုင်ပြန်ချော့ထားရတဲ့အနေထားပေါ့နော်အဲပြီးတော့လေချောင်းပစ်ကူကိစ္စဒါလည်းသိလိုက်မယ်ထင်ပါတယ်လေချောင်းပစ်ကူကိစ္စနဲ့ပတ်သက်လို့ဒါမင်းအောင်လှိုင်ကိုဆိုးဝင်းကဒါခွင့်တောင်းတယ်ဒါပေမဲ့အဲ့ချိန်မှာမင်းအောင်လှိုင်ကဖျားထီးတင်ရှိလို့ဆိုပြီးတော့အဲ့ကိစ္စနောက်မှပြောမယ်ဆိုပြီးလှုပ်တယ်အခွင့်မပေးခဲ့ဘူးပေါ့ဗျာဆိုးဝင်းတောင်းတဲ့အချိန်မှာချက်ချင်းမပေးခဲ့ဘူးဒါပေမဲ့ဖျားတိတင်ပြီးမှသူ့ကိုဒါခွင့်ပြုပေးခဲ့တယ်။အဲ့ခွင့်ပြုပေးခဲ့တဲ့အချိန်ကျတော့အဲ့စကန်ကြောက်သွား။ကြောက်သွားတဲ့အချိန်မှာဆိုးဝင်းကိုဆဲတယ်။ ်အဆိုးဝင်းနေဟာကြေကွဲစရာကြီးရှေးခွဲစရာကြီး तू မပြောတော့မဟုတ်သားပြောတယ်ပြောတဲ့အချိန်မှာမရောက်နိုင်မှာပြင်မဲ့ထီးတင်မှုပဲပေါ့ဒါမဲ့စကန်းကြီးကတော့ကြာသွားခဲ့တယ်ပေါ့နော်အဲနောက်ထပ်ဖြစ်စဉ်တစ်ခုဆိုရင်လည်းဒါမဘခတိုင်းမူအဲတိုင်းမူအဲအိုက်တွန်းကရေယူခံရတဲ့တိုင်းမူရဟိုအရင်တုန်းကတိုင်းမူအဟောင်းရဖြစ်တဲ့ဒါဘုဂျုတ်ကူကူမောင်နဲ့ဒါပြီးရင်ဘုဂျုတ်မျက်သက်ဦးပေါ့နော်ဘုဂျုတ်ဒီမျက်သက်ဦးတိုင်းမူအဟောင်းပေါ့မဘခတိုင်းမူအဟောင်းမျက်သက်ဦးဒီနှစ်ယောက်ကိုဒါ အရေးယူတဲ့ဖြစ်စဉ်လဲဒါတွေ့လိုက်လိမ့်မယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဖားကန့်ကိုဒါဖောက်ခွဲမိုင်းနေတင်ပို့တဲ့အမှုအဲပြီးရင်တရားမဝင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တယ်ဆိုပြီးတော့ဒီနှစ်ယောက်ကိုဖမ်းဆီးပြီးတော့စစ်ဆေးတာကြီးလုပ်တယ်အဲလုပ်တဲ့အချိန်မှာပေါ့နော်ဒါဗိုလ်ချုပ်ကိုကိုမောင်ကိုစိုးဝင်းကထိုးကျိတ်ခဲ့တယ်ဆိုတဲ့သတင်းလဲအားလုံးသိလိုက်လိမ့်မယ်သူကတော့ထိုးကျိတ်ပြီးတော့ဆုံးမတာပေါ့ဗျာအဲအဲ့လိုဆုံးမပြီးတော့ဒီလောက်ဆိုရင်တော့လုံလောက်ပြီဆိုပြီးတော့သူယူဆတဲ့အချိန်ချမှာမင်းအွန်လိုင်းထောင်ဆယ်နှစ်ချာအဲ့အရေးယူတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲသူတို့သဘောထားမတိုက်ဆိုင်မဲနဲ့ညှိညှိတာရှိဘူးတယ်ပေါ့နော် ။အဲအဲ့တော့ကျတော့အဲ့လိုမျိုးထောင်ဆယ်နှစ်ချလိုက်တဲ့ဆိုတဲ့အချိန်မှာကျတော့ဒါသူ့ရဲ့ဂုံပုတ်တွေကိုလည်းပြန်ပြီးတော့ရုပ်သိမ်းသွားရလေရှိတယ်ပေါ့နော်။အဲ့တော့အဲဒီနေရာမှာပြောစရာရှိတာတစ်ခုကအဲ့ဖြစ်စင်မှာတကယ်တမ်းအေးအေးယူမယ်ဆိုရင်ကာသထမူအဆင့်ထိပါအေးအေးယူအောင်ပါ။အဲ့အချိန်တုန်းကကာသထမူကတေစာကျော်တေစာကျော်ကမင်းအောင်လှိုင်ရဲ့လူအဲ့တေစာကျော်ကအဲ့ဖြစ်စင်နဲ့ပတ်သက်ပြီးတော့လွတ်တယ်ဗျာ။လွတ်ပြီးတော့အခုတော့မှသူကတခြားတာဝန်တစ်ခုတော့မှထပ်ပြီးတော့ပေးထားခြင်းခံရတယ်ပေါ့နော်။အဲ့ရွေးကောက်ဝက်ဘက်ကိုပြန်ပြီးတော့ ဒါကိုယ်စလဲတွေပုံစံမျိုးတွေနဲ့ပြန်ပြီးနေရာပေးတာတွေအရက်ပဲရွှေ့ပြတာမျိုးတွေအဲ့ဘလိုပုံစံမျိုးတွေနဲ့ပြန်ပြီးလှုပ်ပေးပြတာရှိတယ်ဗျအဲ့တော့အဲ့ချိန်မှာတကယ်တကယ်ကိုတူတူတန်တန်ပုံစံမျိုးနဲ့တပြေးတည်းအေးအေးယူခဲ့တာမဟုတ်ဘူးအဲ့ဆိုးဝင်းလှုပ်တဲ့ဟာမျိုးတွေကိုသူကကြက်ကြက်ကြီးရိုက်လိုက်လို့ပြီးတော့မင်းအဲ့လောက်ထိုးယုံကြိတ်ယုံနဲ့မရဘူးဒီလိုလှုပ်ရတယ်ကွာဆိုပြီးတော့အဲ့လိုမျိုးထောင်စင်နဲ့ချပြတယ်ဒါပေမဲ့အဲ့သူ့လူဖြစ်တဲ့လူကြတော့လုံးဝတာနဲ့မပတ်သက်ဘူးလွတ်တယ်ကွာဆိုပြီးလှုပ်ပေးပြလိုက်အဲ့ဒါကတော်တော်လေးအဲဆိုရင်လည်းဒါမြောက်လည်းကြားတယ်မှာမကြည့်မလဲဖြစ်သွားစေတဲ့ကိစ္စတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ အဲလောက်နဲ့အားမရပဲနဲ့မင်းအောင်လှိုင်ကတာ2024ခုနှစ်ဇန်နဝါရီမှာမြောက်ပိုင်းနဲ့စစ်လာနာကျုပ်တိုင်းမူအဟောင်းမြက်သက်ဦးပြီးရင်ဒါကိုကိုမောင်ပေါ့နော်အဲအဲ့တုန်းကတိုင်းမူဖြစ်တဲ့ကိုကိုမောင်ပေါ့နော်အဲ့နှစ်ကောင်ကိုသူထောင်ဆယ်နှစ်ချတယ်ထောင်ချတဲ့အပြင်ဦးမှာဒါကိုကိုမောင်ကိုချီးမြှင့်ထားတဲ့ဇေယျကျော်ထင်ဘွဲကိုလည်းပြန်ရုပ်သိမ်းတယ်ပြီးရင်မြက်သက်ဦးကိုချီးမြှင့်ထားတဲ့သူရဲကောင်းမှတ်တမ်းဝင်ဒစိမ့်တွေကိုလည်းပြန်ရုပ်သိမ်းတယ် အဲ့လိုပုံစံမျိုးပါသူကလှုပ်ပြပြစ်တာပေါ့နော်အဲ့တော့ကျတော့မြောက်လိုင်းနဲ့ဆိုဝင်ကြတဲ့ကအကွဲပြက်ကတော်တော်လေးကြီးခဲ့တာပါဗျာအဲ့ပြီးတော့ဒါစောစောကပြောတဲ့သူ့လူကိုလူကိစ္စအဲ့ဥစ္စာလည်းပြောရအောင်အဲ့ဒါကဒါလက်ရှိတိုင်းမူအားလုံးကမြောက်လိုင်းရဲ့လူလက်ရှိကစားထားမူအားလုံးကလည်းမြောက်လိုင်းရဲ့လူဆိုဝင်နဲ့ယင်းဤထိဆက်ပါတဲ့သူတွေအကုန်လုံးကဒါလုံးဝတိုင်းမူမဖြစ်ဘူးအရေးကြီးတဲ့အခန်းကဏ္ဍတွေကိုလုံးဝဆွဲမခေါ်ဆိုဝင်နဲ့ယင်းဤတဲ့ထိဆက်တဲ့လူတွေအကုန်လုံးတယောက်မှမြောက်လိုင်းကနေရာမပေးဘူး အဲ့လိုပုံစံမျိုးလုပ်တာပေါ့နော်အရင်တုန်းကဒါဦးအေးလူဦးတန်းရွှေလူဆိုပြီးတော့စစ်တပ်မှာ group နှစ်ခု꿰တယ်ဒါပေမဲ့အခုစစ်တပ်မှာကြတော့မင်းအောင်လှိုင်ရဲ့လူဆိုပြီးတော့ပဲအဲ့ group တစ်ခုပဲရှိအဲ့လိုပုံစံမျိုးဖြစ်အောင်မင်းအောင်လှိုင်ကလုံးလုံးဝနှီးမျိုးစုံနဲ့ဖန်တီးထားတယ်အဲ့တိုင်းဖန်တီးတာသူ့လူတွေအကုန်လုံးကိုပဲသူဆွဲခေါ်တယ်နေရာတွေပေးတယ်အဲသူ့အတွက်ပြဿနာဖြစ်နိုင်တဲ့ကောင်တွေအကုန်လုံးကိုတနည်းနည်းနဲ့ပုံစံတစ်မျိုးမျိုးနဲ့သူရှင်းရှင်းလင်းပြတာမျိုးတွေလုပ်တယ်ပေါ့နော်အဲ့တော့ ဟိုနေ့ကလိုမျိုးတန်းလေချောင်းကိစ္စဒါလေချောင်းနဲ့ပတ်သက်လို့ပေါ့နော်နှစ်ဆတိုးပြီးတော့တိုက်ခိုက်မယ်ဆိုပြီးတော့ဆုံးဖြတ်တဲ့ GOC အစည်းအဝေးမှာတော့မှပဲအရင်တုန်းကစိုးဝင်းကိုဥဆောင်ခိုင်းနေဆိုပေမဲ့အခုစိုးဝင်းကိုဥဆောင်မခိုင်းမင်းနဲ့ကြော်စွာလင်းကိုဥဆောင်ပြီးတော့ဆုံးဖြတ်ချက်ပေးခိုင်းအဲ့ဟာတွေကလည်းစိုးဝင်းကိုနှိမ်တာပေါ့ဗျာပြောရရင်မင်းစောင်းစင်အဲ့လောက်မဟုတ်တော့ဘူးဆိုပြီးတော့နှိမ်အေးငါလူကိုပဲငါခိုင်းမယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့စိုးဝင်းကိုဖယ်ကျင်တာတွေပေါ့နော်ဒုတိယလူဖြစ်နေတာစိုးဝင်း အဲ့တော့အဲ့လိုမျိုးပုံစံမျိုးလုံဆောင်ခိုင်းခဲ့တာရှိတယ်အဲ့တော့ဒါမင်းအောင်လိုင်ကဆိုးဝင်းကိုလုံပိုင်ခွင့်နေ short အကုန် short ပြီးတော့သူ့လူတွေကိုပဲဒါဦးစားပေးတာမျိုးတွေအရေးကြီးဆုံးနေရာမျိုးတွေကိုပို့တာတွေဒါတွေကိုပဲတွေ့လာနေရတယ်ပေါ့နော်အဲ့အကြောင်းလို့ဒါမင်းအောင်လိုင်နဲ့ဆိုးဝင်းကြားတဲ့ကအဆိုင်ခဲကတနေ့တခြားပို့ပို့ပြီးတော့ကြီးလာတယ်ပေါ့နော်အဲ့တော့အရင်ကမင်းအောင်လိုင်ကဒါငါနားတာနဲ့မင်းလဲနားရမယ်ဆိုတဲ့ပုံစံမျိုးမင်းလဲနားဖို့ပြင်ထား မင်းလည်းဘာမှဆက်ပြီးတော့ညှုံမှန်းမနေနဲ့နားဖို့ပြင်ထားဆိုတဲ့ပုံစံမျိုးနဲ့ဇိုးဝင်းကိုကျိန်းဝါခဲ့တာရှိတယ်ပေါ့နော်အဲကြအဲ့လိုမျိုးကျိန်းဝါခဲ့တဲ့အပြင်မင်းအောင်လိုင်းကအခုလက်ရှိမှာတကယ်အတိုင်းမင်းငန်းဆိုတဲ့နေရာမျိုးကိုရခဲ့မယ်ဆိုရင်တော့မှဇိုးဝင်းကိုဘယ်နေရာမှမှပြန်မပါစေခြင်းနဲ့ဆန္ဒရှိနေတာအဲ့တော့ကျတော့ဒုတိယလူဖြစ်နေတဲ့ဇိုးဝင်းကပေါ့နော်ဒုတိယလူအဲစီတူလင်းဒုတိယလူဖြစ်နေတဲ့ဇိုးဝင်းရဲ့ဒါမကြတော့တဲ့ချိန်ကာလတွေမှာနားရတော့မရက်တွေဟာ ပူပူပြီးနီးကပ်လာနေပြီဆိုတဲ့အကြောင်းကိုဒီညနေ့ပြောချင်ပါဗျအားလုံးပဲကျေးဇူးတင်ပါတယ်